ဇာလနီရဲ့ဆမာရောဘန်းဆိုရဲကောင်းလေးဟာသူကျဲတဲ့ကောင်းမလေးနဲ့ဗာညာဖို့အတွက်မှန်ကက်ထားတဲ့တကောင်းမှာမနက်စောစီးလေးကျင်နေခဲ့ပါရီလူစီမာအဇဇာဆူရဲအမအရင်တယောက်ရှိပြီးဘယ်တော့မှမတည်ပါဘူးဘမ်းကြံ့နေတဲ့ကောင်းမလေးကတော့ဘင်းလီဆိုရဲကောင်းမလေးဖြစ်ပြီးဘင်းလီဟာသူ့မရဲ့တငယ်ချင်းအရင်ခောက်ခောက်ကြီးတဲ့ဖြစ်ပါရီ ဘန်ဟောင်းတရှင်းစုရအကူဝါသနာပါပြီးဘီလင်ရှိရောက်ရင်တော့ရဲဆိုဖို့အကြောင်းပြောရင်ကိုရှစ်နေတတ်တာလည်းဖြစ်ပါရဲ့အရင်နောက်မှာတော့ဘန်ချာသူနဲ့ကျောင်းဖေးသွားမဲ့စီနီယာရူဘီကျောင်းကိုပြောပြတော့တိုမာရီကလည်းကျောင်းမှာအစိုးဆုံးဖြစ်တဲ့ရူဘီကိုတတိထားဖို့ပြောကထွက်သွားခဲ့ကြပါရဲ့မကြပါဘူးဘန်စလေရူဘီနဲ့အတူထွက်လာခဲ့ရဘူးရူဘီကတော့လမ်းဆောင်မီးပွဲမှာနေဗာညာရှူပြီးကောင်းနေတော့ report စင်ကြတာမသိနိုင်တော့တဲ့ချီပါပဲအဲဒီချိန်ဘက်ရှင်ငယ်ချင်းတွေဖြစ်တဲ့အဒီနေကောင်းတာကတော့ ကျောင်းကားပေါ်မှာလူတည်ရဲ့နောက်မှာထိုင်ရတာကိုမချင်မနဲ့ဖြစ်နေကြပါရဲ့။အိမ်နောက်တော့အဒီဟာသမင်းပူးလေးကိုဖွင့်ကြည့်လိုက်တော့ဒူဝီတန်နေဟာဒူးနေလေစာကိုဖယ်စားထားတာကိုလည်းတတော်လေးတင်းနေပြန်ပါရဲ့။အင်လိုနီးယားတန်းရဲ့အကြောင်းတင်းတုံးရင်ကျောင်းကိုလာနေခဲ့ကြပါရယ်။ဘန်စီမာဂျန်နာဆိုရင်တငယ်ချင်းတယောက်လည်းရှိပါသေးတယ်။ဂျန်နာကတော့တတိတာဖြစ်ဖြစ်သူ့အကူကတော့ကျောင်းကအလန်းဆုံးပဲရှိတဲ့ဖြစ်ပါသေးတယ်။သူတို့ဟာတန်းကျတဲ့တတိနူးယူဖြစ်ပြီးသူတို့မျိုးရိုးနာမည်ကတော့ Goose ဖြစ်ပါရယ်။ ကျန်နာဟာဂူစုရဲ့နာမည်ကိုအရန်ချိုက်ပြီးသူ့နာမည်ကိုလည်းဂူရှုလို့တည်အောင်ခုခုကိုနာမည်တက်ထားပေမယ့်သူ့အခုကတော့ကရင်ဆန်ရဲ့တရီကိုဂူရှုလို့နာမည်တက်နေရကိုသဘောမတွေ့နေခဲ့ပါဘူး။အဲဒါကြောင့်ကားပေါ်မှာလည်းဂူရှုအခေါ်မခံရအောင်လို့ဖို့တတိပေးထားခဲ့ပြီးတခါခေါ်ခံရရင် တခါထိုးမယ်ဆိုပြီးကျင်းထားခဲ့ပါတယ်။ဒီလိုနဲ့ကြောင်းရတော့ဘန်စတိုအုပ်စုဟာသူ့တငယ်ချင်းကိုစောင့်နေခဲ့ကြပြီးတွေ့တာနဲ့ဂူရှုလို့ခေါ်လိုက်လို့အရှက်အစော်ခံခဲ့လိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ဒန်အောင်ကတော့ဒီအပတ်သေးကြားရောက်မဲ့သူတို့ရဲ့အင်္ဂါပါတီပွဲကြီးကိုမိတ်ဆက်ပေးပြီးသူ့ကိုကေဗွန်လုပ်မဲ့ပါတီကိုသူ့ပါတီဆိုပြီးရောချနေခဲ့ပါတယ်။အဒီဟာကေပွန်ရဲ့ပါတီပွဲမလို့သူတို့ကိုလူတင်လေးတွေကိုမဖိမှန်သိရတာမလို့ဂျန်နာကိုတိရှာမင်းနေပြီမဲ့လေကြီးဂျန်နာကတော့သူ့ရဲ့ VIP တင်ငယ်ချင်း၃ယောက်လုံးကို AC ဖိတ်ပြီးသားဆိုပြီးအာတီးရောက်နေခဲ့ပါတယ်။အဲ့ဒီချိန်ဘက်ကတော့အဲ့ဒီပါတီရောက်ရင်ဒုခရကြီးပေလီကိုအကွက်ရှိလို့ရတော့ပါမလို့ပြုတ်ရွှင်နေခဲ့ပါတယ်။ ဒါပေမဲ့လည်းအတီကတော့ဘီဒီဟာမိုက်ပင်မဲဒုတိယနှစ်ကျောင်းသူကြီးဖြစ်နေတာမလို့မလိုက်ဖတဲ့အကြောင်းကိုဘန့်ကိုနားချလို့နေကြရပါဘူး။ဒါပေမဲ့လည်းအယူမှုကိုအရှိမကျရှုံးနေတဲ့ဘန့်ကတော့ဘီဒီနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကောင်းဆုံးအကြောင်းတွေကိုပြောပြနေခဲ့ပါတယ်။အဲဒါကတော့တခုသောနွေရသည်ရဲ့ညသကောင်ရဲ့အရှင်းဒီတခုမှာဘီလီဟာဘက်စတိုအိမ်မှာအိမ်ဖို့အတွက်ရောင်းနေခဲ့ပါတယ်။အဲ့မပြောတဲ့ဘက်ထားအောက်တက်ကိုမော့စတင်စားရဲ့ ။ဘန်ရှင်အမအဟောက်ကျန်းလိုအိမ်မပြောပဲဖုံးတိုင်တုံးလိုက်တဲ့ပေးလေးကိုမြင်တော့လက်သေးကနှုတ်ကူးတော့ကြာကွဲသွားအောင်စိတ်လှုပ်ရှားသွားခဲ့ပါရယ်။ဒီလိုနဲ့ပက်စလေပေဒီနာခွင်တောင်းပြီးစကားထိုင်ပြောလို့နေခဲ့ပါရယ်။ဒီလိုနဲ့စကားပြောကောင်းနေကြရင်ရုတ်တရက်ဘီလီရဲ့ရှေမီယာမတိမတားလေးကြလာပြီလုံခရီးရဲ့တောင်းတန်းကြီးကိုဗန်တယောက်ရှင်ရှင်ကြီးမြင်ခဲ့လိုက်ရကြောင်းဒူမော်ရာတွေကိုအားရပါရလေးကျူနေပါတော့တယ်ဘော်ရာတွေကလည်းစိတ်ဝင်စားဗာဆက်ဖြစ်လေမီတော့ဗန်ခါလည်းဆက်ပြောနေခဲ့ပါတော့တယ် တောင်တန်းကြီးရဲ့အလားမှာနေမျောနေတဲ့ brand ကဘီလီကိုအတိမပေးပေးရှူသားနေချိန်မှာပဲဘီလီဟာသတိထားမိသွားပြီး brand ဆိုမပြောပြရလားဆိုပြီးဖြေပါရယ်ဒါပေမဲ့လည်းဘက်ဟာသူတို့ရဲ့လာဖားတဲ့စကားဝိုင်းလေးကိုဘေးရသွားစီချင်တာကြောင့်ဖြစ်ကြောင်းစကားလလလေးနဲ့ပြန်ရွှေ့ပြီးအဲ့ဒီပဲခီးရောက်ခဲ့ကြောင်းသူတို့ငယ်ချင်းလေးကိုပြောပြနေခဲ့ပါရဲ့ အဲ့ဒီနောက်တော့ဘက်တိုတငယ်ချင်းအုပ်စုဟာကျောင်းထဲဝင်ချင်းမာတဲ့ခေါနာကိုခနာကိုသေးလို့ဆိုပြီးစီနီယာကြီးတွေကငလက်မလို့နာမည်တက်ပေးနေပါရယ်ဒီလိုနဲ့တနေရာရောက်တော့ကျောင်းရဲ့လမ်းစုပ်စော်ကြီးကက်သရီနာကိုမြင်တော့လီးကောင်သားဝိုင်းငန်းနေခဲ့ကြရပါရယ်နေကျတဲ့တနာကတော့သူ့ရဲ့ပါတီမှာလဲကက်သရီနာရှိနေမှာဆိုပြီးကြွားလုံးထုတ်လို့နေပါသေးတယ်တပတ်မှာတော့ပျော်ပျော်ရွှင်ရွှင်နေတဲ့ကမ္ဘာစီဆီယာစတူဒီယိုတူတူပွဲတွေကိုဖုံးဖက်ဆက်နေခဲ့ပါရယ် ီလိုနဲ့အတန်းချိန်ကိုရောက်လာပြီးတုကုတူမိဆက်ကပြပြရှင်မဲစာချတင်ပါကြရယ်အင်းနောတဒန်းလုံးရဲ့ပြမ်းမြအမတ်ဘီကိုထိန်းထားနိုင်ရင်ဘုံးလုံးနီးပါတင်ပြီးမယ်ဆိုပြီးဂျိုးသားချင်းတွေအပားလိချေပေးလိုက်ပါရီကျောင်းကပြန်တော့ဘတ်နဲ့ကားပေါင်းစည်းနေတဲ့ဗီတီရူဘီဟာဗီတာမင်တွေကိုဗာညာဆိုပြီးဂျင်းသိပ်ရောင်းဖို့ကိုဘန့်ကိုပါလိုက်ကူဖို့တင်းညီနေခဲ့ပါရီပန်စလေဗီတာနိုင်ရဲ့အစိုးရောင်းဝယ်ရေးမှလိုက်တွားခဲ့ရပါရီ အရင်ရောက်မှာတော့ကြပြား30ဆိုပြီးဈေးကြီးကြီးရှာကဘန်ချလဲချက်တဲ့ကောင်ဖြစ်ကြောင်းနဲ့ပစ္စည်းအတန်တွေပဲသုံးထားတာပါဆိုပြီးဂျင်းကြီးကြီးတိတ်လွတ်ပြီးခေလိုက်ပါရယ်ဝဲကတော့ကလည်းပစံထိုးပြီးစမ်းမှုလုပ်တဲ့အချိန်မှာပဲရေကားပြေးတာနဲ့မစမ်းတော့ပဲ ီတိုင်းပဲပတ်စံပေးလွှတ်ရှာခဲ့လိုက်ပါတော့ရယ်ဒီလိုနဲ့နောက်တစ်နေ့ရောက်တော့ဂျန်နာနဲ့ branch ချမင်းစားခန်းလေးကနေကြွလာခြင်းဂျန်နာကလည်း branch မှာကိုဟိုချောင်တီချောင်နဲ့ဘီလီရဲ့အရေးအကဲကိုလေးလာခဲ့ပါရယ်အရင်ကမှတော့ branch ကိုဘီလီကလူချင်းနေပါတယ်ဘာညာနဲ့ရှီချူပြီးချမင်းစားဝိုင်းစီရောက်လာခဲ့ပါရယ်အဒီနဲ့ကောနာလေရောက်လာခဲ့ပြီပါတီဝဲမှာရန်ကြီးကြီးဖြစ်မှာကိုကြားခဲ့ကြောင်းနဲ့သူတို့ပါတီဝဲကိုမလို့တော့ဘူးဆိုပြီးပွားစီပါစီလုံနေခဲ့ပါတယ်။ကျန်နာဟာတစ်တော်နဲ့စောပြီးသူတို့ပါတီဝဲမှာရှယ်ဖြုံးမဲ့ကြောင်းကိုလည်းကြွားဝါနေခဲ့ပါတယ်။ လူနေပါတီပွဲကိုရလို့လာခဲ့ပါပြီ။ဘန်စတိုသုံးယောက်သာပါတီတဲကိုရောက်တော့ကျန်းနာဟာညနေငယ်လေးနဲ့ရောက်လာခဲ့ပါတယ်။အဲဒီနောက်တော့သူတငယ်ချင်းတယောက်ပဲခေါ်လို့ရတဲ့အကြောင်းကိုပြောတော့ပါတီမလာချင်းရဲ့ကော်နာဟာမလာရလို့စိတ်ဆိုးပြီးကျန်းနာကိုပြစ်တင်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘန်ဟာသူ့ဘေးလီကိုအခွင့်ရွှေ့ရမှာမလို့ပါတီမှာရှိမှဖြစ်မှာပါဆိုပြီးနနေနကောင်လေးပြန်သွားခဲ့ပါတယ်။နေကြည့်တဲ့တန်းလာလေးသူကိုအိုင်တော့ DCDB ကြီးအဆောင်လောက်ရမှာဖြစ်ပေမဲ့လို့လေသူအခွင့်အရေးဖို့အတွက်ဒါရီလောက်တာတာပါဆိုပြီးလေကြီးလေကျပြောနေခဲ့ပြန်ပါတယ်။အရင်ကတော့သူဟာ bench လိုပဲဒီကနေ့ကြိုက်တဲ့စွန့်ပွေးကိုရှာပြီးရင်းနှံတူးမဲ့အကြောင်းကိုပြောတော့ bench ဟာသူကရင်းနှံတူးမှမဟုတ်ကြောင်းပြောပြီးတကယ်စိုးမိတ်ပါညာနဲ့ပြောပြနေခဲ့ပါတယ်။တစ်ဖက်မှာတော့ဘာတိမတော်ရလို့ပေါက်ကွဲနေတဲ့ငလမဟာအပေခံလိုက်ရတဲ့သူတို့နှကောင်ကိုဒီညအရင်ဆန်လိုက်ကြမယ်ဆိုပြီးစီလိတ်တောင်းကြမယ်ပါညာနဲ့အထီကိုပူညံပူညံလုပ်နေခဲ့ပါတယ်။ အဲဒီချိန်မှာပဲအတီရဲ့ပတွင်းဟာဝင်လာခဲ့ပြီးသူမိမအတီရဲ့မွေးနေ့မှာဟိုတယ်သွားတော့မယ်။ဘာညာနဲ့အဲဒီချိန်မှာသူ့အမေနဲ့လာရှင်းပြနေခဲ့ပါတယ်။အရာကိုခံပြနေတဲ့ငလမဟာရောဒေါသရီခီးပြီးဂျန်နစ်ကိုတခုခုပြန်လုပ်ပြီးအရိုင်းဆန်ကြဖို့တွေးဝင်လာခဲ့ပါတယ်။ဒီလိုနဲ့ဂျန်နစ်အမျိုးသမီးသိမ်းထားတဲ့တက်စလာကားကြီးစီကိုရောက်လာခဲ့ကြပါပြီ။အဲဒီနောက်တော့ secret သွားဝဲကြမယ်ဆိုပြီးတက်စလာကြီးမောင်းထွက်သွားခဲ့ပါရယ်။ ဂျပန်မှာတော့ပါတီပွဲကြီးကိုလည်းကျင်းပလို့နေပါပြီ။ CCTV ကနေကနေစောင့်ကြည့်နေချိန်မှာပဲဘေးလီဝင်လာတဲ့အရှေယူလီဘက်ဟာပြန်တူးပါတော့ရယ်။ဘေးလီရှေကိုစိုက်ပီပီဆင်းလာနေပြီးလမ်းမှာရူဘီနဲ့တူးလို့စိုက်မပီတပီနဲ့ဘေးလီရှေရောက်လာခဲ့ပါရယ်။ဒီလိုနဲ့နှုတ်ဆက်စကားဆိုရကြရင်ဘေးလီလည်းထွက်သွားခဲ့ရပြန်ပါရယ်။ အဲ့ဒီချိန်ပါတီကမလာဘူးမလာဘူးဆိုပြီးစိတ်ထင်းနေပေမဲ့ကမ်စီစီယာစတူဟာပါတီရှိမှကားရက်ပြီးစိတ်ထင်းနေပါရယ်ဒီလိုနဲ့မကြပါဘူးចောင်းသားတယောက်ရဲ့တိုးပြီးပါတီတဲမလိုက်ဘူးဆိုတဲ့စိတ်ရကုန်ကြောက်သွားခဲ့ပါရယ်ပါတီမှာတော့အလုံးဟာကဲရှင်နိုင်ခဲ့ပြီးစုပ်ရှင်နိုင်စုပ်နေကြပါရယ်ပြောရည်ကိုပြောတာပါ တယောက်ဟဲရောင်းလာပေါ်တော့ယနေ့ရဲ့ bench ကို report ဆိုတဲ့သူတယောက်ဟာတွေ့တော့ကြည့်ပြီး bench ကိုလမ်းခေါ်တော့ bench ကလည်းကျွန်တော်နဲ့ရောက်လာခဲ့ပါရီအဲဒီနောက်မှာတော့ report ဟာယူယူတတ်တာ bench ကိုနှုတ်ဆက်နေပြီးယူယူတတ်တာမနေဘဲအပြက်ကဲပြစံမှာဆိုပြီးညောက်ထိုးပင်ကိုလုံးနေခဲ့ပါရီအဲဒီနောက်မှာတော့သူနဲ့တွဲပါဆိုပြီးသဘောတူညီမှုရသွားခဲ့တာပေါ့ ။တပတ်မှာတော့ Tesla ကြီးရဲ့ Secret သွားဝင်မဲ့နှကောင်ကတော့ဆိုင်ကအတမပြည့်တာနဲ့မယောင်းပြီလို့ရေခဲမှုကိုစီဇာရင်ပြန်လာခဲ့ကြပါရယ်။အရင်ဆန်ညီမမေရိုင်းခွေမရနေလို့ဖုန်းကြီးပွင့်ပြီးရေခဲမှုနဲ့အရင်ဆန်နေပါရယ်ဆိုပြီးမှတ်တမ်းမှတင်နေကြပါသေးတယ်။မကြပါဘူးသူတို့ဘီနာရဲခါရောက်လာလို့နှကောင်းသားမျက်လုံးပြူသွားတဲ့ကြည်တွေကြပါပဲကံကောင်းရင်တော့ဟိုကဘောင်းဝံပြောပဲထွက်သွားခဲ့ပါတယ်နလမကတော့သူတို့ဂူ့စ်ပါတီကိုထမ်းမောင်းသွားပြီးယူနိုက်တက်ဒူဖို့ရှာကြမယ်ဆိုတာ အဒီလေအင်တာနက်နဲ့လက်ခံလိုက်ပြီးဒိုးလာခဲ့ပါတော့တယ်။ဗာတီမာတော့ပန်းဟာတူကမစီဆီယာနဲ့ဒိုးပါပြီ။ဆီယာကလည်းတူပါတီဝဲလာရတာစိတ်မလုံမလဲဖြစ်နေရမလို့ဒိုးလာတာဒူးဆန်နေတာပါညာကိုမလိမ့်တပတ်နဲ့မင်းနေခဲ့ပါတယ်။မကြပါဘူး။စတူလေကျောင်းသားတွေလာခေါ်လို့တခွတ်တပလားတွေ့ဖို့လိုက်သွားခဲ့ပါတော့တယ်။အဲဒီနောက်တော့ကျောင်းသားတွေကြားရရောက်သွားပြီးအရက်တောင်းနေကိုကမ်စီနဲ့ရောက်ရှာတာတင်မင်းမဲဆိုပြီးတောက်ပွဲကြီးစတင်လိုက်ပါတော့တယ်။ ရန်နလာရောပါတီဟာလုံအောင်စုပ်ပြဲပြီးကိုတီတုံးရွေနဲ့လှည့်ပြီးလို့ပြင်းနေဗန်ဘရာတွေဖြစ်နေခဲ့ပါတယ်။အဲဒါကိုရင်းနှံတူးဖို့ဂျန်နယ်လာတဲ့ငနေနှကောင်ကတော့မြင်လာတဲ့စိတ်ပြက်ပြီးပြန်ဖို့လုံနေတဲ့ချိန်သူငန်းခဲ့တဲ့ကတိနာကိုမြင်တော့ငန်းနေခဲ့ပါတယ်။ကတိနာကလည်းမူးယူပြီးလူမှန်းထူမှန်မသိတော့တဲ့အချိန်ဤထင်းလို့နေခဲ့ပါတယ်။သူတငယ်ချင်းတွေကလည်းငနေနှကောင်ကိုကတိနာအိမ်ကလာချိုးရဲ့ထင်းနဲ့ကတိနာကြီးကိုကားဝမှုနဲ့တင်ပေးလိုက်ပါတယ်။ ကတိနာကလည်းကားပေါ်ကိုရောက်ကနေတရှင်းရဲ့ကြဲကြီးပွင့်ပြီးတောင်းကျဲနေတာနဲ့ငနေနှကောင်နဲ့စိတ်ပြက်နေခဲ့ပါရဲ့။တဖက်မှာတော့ဘန်ချာဘီလီကိုလိုက်ရှာနေခဲ့ပါရဲ့။တငယ်ချင်းကြီးတန်နာကတော့ CGB ခန်းကနေ BN ကြီးထွေနေတဲ့ခန်းကိုဘန်ကိုကျင်းသိပ်ပြီးဖွင့်ခိုင်းလိုက်ပါရဲ့။ဒိုနေဘရက်လေအော်စဲခလိုက်ရပြီးဘီလီနောက်ကိုဆက်လိုက်ခဲ့ပါရဲ့။စတူကတော့ဂမ်စီပညာနဲ့ဘာဒူနာဝါလုပ်ပြီးအရက်ကိုဘလို့အထားကြရတော့ရလဲတင်ပြီးတော့ကျောင်းသားအလုံးဝိုင်းအားပေးနေကြပြီး နောက်ဆုံးတစ်ခွက်ပဲ KMI ဆိုပြီးလုံနေခဲ့ပါတယ်။ Brand ကလည်း Belisi OG Hitchin နဲ့ရောက်လာခဲ့ပါတယ်။အဲဒီနောက်တော့တစ်ခွက်တစ်ပလာတောင်းကြမယ်ဆိုပြီးသဘောထူညီမှုရသွားကပါတီတဲ့တူတူပြောင်းဝင်လာခဲ့ကြပါတယ်။တစ်ဖက်မှာ CCTV ခန်းကနည်းနည်းကတော့ ဒူဒူဘို့တို့ရေနဲ့တွင်းရှာနေခဲ့ပါတယ်။နောက်ဆုံးမှာထိုင်နေတဲ့စော်လေးတွေကိုတွေးလာနေအခန်းထဲကနေထွက်လာခဲ့ပါတော့တယ်။တပတ်ကအဝင်းကျင်ရဲ့ပန်းရှင်မကလည်းသူ့တငယ်ချင်းဟောင်းကိုသူမလားလို့မပေါန်းလာလားဆိုပြီးတွားပြဲနေခဲ့ပါတယ်။ဟိုကလည်းစိတ်ထားမလားလို့မပေါန်းနိုင်လားလို့ပြောတော့စော်ကြီးကလည်းအကြံနေခဲ့ပါတယ်။ကျန်တာကတော့ရေနဲ့တွင်းကိုစားကင်တီးစားလို့နေခဲ့ပါပြီ။အိမ်သာပြက်နေပြီဆိုပြီးသူ့ရဲ့မိရောက်ခန်းထဲက VIP ခန်းကိုသုံးဖို့ဆိုပြီးခေါ်ရှာလို့တွားခဲ့ပါတယ်။ တပတ်ကကျောင်းကလမ်းဆောင်စွာကြီးကိုခေါ်တင်လာတဲ့ငနေနှကောင်ကတော့မူယူနေတဲ့ကက်ဂျီနာကိုကြီးပြီးစိတ်ပြတ်နေခဲ့ကြပါတယ်။ကာဘူမှာဘီအမ်မာရီစားတောင်းနေလို့တော်တော်လေးကိုစိတ်ပြတ်နေကြပြီးအင်ပြန်ဖို့ဝေဖို့လုံးနေခဲ့ကြပါတယ်။အိလိစာတွေ့ရနဲ့တခါရင်ထွက်လာခဲ့လိုက်ကြတာပေါ့။တပတ်ကပြန်ပြီးပြန်ပြီးနဲ့တရှိပြီးတရှိဆွဲနေတဲ့စတူကတော့ဒီတခါမှလည်းဝီတောင်လေးကိုပညာသားပေါ်ပါ တပည့်တွေကိုတင်ပေးပြီး line ဘူးကုန်ကြပါပြီ။အဲဒီချိန်ရင်းနှီးသမားလေးကတော့စော်လေးကို VIP ခိုင်းမှာတကားလို့ကြပြီးဆိုပြီးညှန်းစင်ထားခဲ့ပါတယ်။ငနေနှကောင်သား ကတော့ကားလေးနဲ့အင်ပြန်ပူပြီးနေချိန်ရုတ်တရက်အနံ့ဆိုးကြီးကိုရလာလို့တယောက်နဲ့တယောက်လွဲချနေခဲ့ကြပါရယ်အနံ့ကပူဆိုးလာတာကြောင့်မှန်ဖွင့်ပြီးအတဝဝရှူနေကြရင်ကက်တရီနာကိုလဲစစ်တော့ရှိဘလဘွားနဲ့ကက်တရီနာကြီးကိုအတီတယောက်ပြုတာတွေ့ခဲ့လိုက်ရပါရယ်ကျောင်းရဲ့လက်မှာလဲရှိရီပေကုန်တာမလို့အဒီဟာငလမကိုသွားတုပ်ပြလိုက်တော့နှကောင်းသားကားရင်အကြီးကြီးတိုင်ပဲရင်ကားဟာရန်ခါတော့ကားတယ်လဲရှိရီပါပက်ကျလိုက်တယ်လို့ဖြစ်ကုန်ပါရဲ့ နောက်ဆုံးမှာတော့နှကောင်းသားကားကိုလမ်းပေးထိုးရပြီးပက်ပြီးနေခဲ့ကြပါတော့တယ်ဒီလိုနဲ့ဒုက္ခရောက်နေချင်းတစ်ဖက်ကတန်တာကတော့ဟီရင်းကိုတီရှာလေးတီဆောင်နေခဲ့ပါတယ်။မာတီဘွဲဟာအကောင်မူးယူနေခဲ့ကြပြီးဗယံမရာတွေဖြစ်နေခဲ့ကြပါတယ်။ပန်ချ်ကလည်းတူခရလေးဘေဒီနဲ့တာယာလုံးနေခဲ့ပါသေးတယ်။ဘေလီဟာကြိုင်နေတဲ့သူတွေဘာတွေမရှိဘူးလားပါညာနဲ့ဘရန့်ချ်ကိုရေးလာမြောင်းပေးလုပ်နေခဲ့ပါတယ်။ ဒီလိုနဲ့ဘန်အကွက်ရှင်မရှိမှပဲစတူဝင်ရှုပ်လို့တကွက်လွတ်သွားခဲ့ရပါတယ်။အိရှင်တစ်ဖက်ကရှီကားကြီးနဲ့ငရဲနှကောင်ကတော့ကတိနာကြီးကိုမလိုလို့ရမလဲတိုင်ပတ်နေခဲ့ကြပါတယ်။နောက်ဆုံးမှာနှကောင်သားရှီဘလဘွားနဲ့ကတိနာကိုမိသက်ဌာနနာသွားရှာထားဖို့လိုဝိမယ်။အဲဒီကတော့အဖြစ်သေးဘူးဆိုပြီးပြန်တင်ခေါ်လာခဲ့ပါတယ်။တစ်ဖက်ကစော်နီနဲ့တာယာနီရဲ့ brand စီ Ruby ရောက်လာခဲ့ပြီးသူတို့ချင်းသိမ့်လိုက်တဲ့ကောင်တွေရောက်လာလို့ brand ကိုထွက်ပြေးဖို့လာခေါ်နေခဲ့ပါတယ်။ မကြပါဘူးဂျင်းသိခံလိုက်ရတဲ့ကတုံးလေးရောက်လာခဲ့ပြီး Ruby ဟာ Branch ကိုအကုန်ညှိရှာပေးမယ်။တနေ့သားကတော့ Ruby ကိုထိုးရှာပစ်ခဲ့လိုက်ပါတယ်။အဲဒီနောက်မှာတော့ Branch ကိုတွေ့တော့မယ့်အချိန်မှာပဲ Kevin ရောက်လာခဲ့ပြီးအေးစီစီလေးဖြည့်ရှင်ပေးနေခဲ့ပါတယ်။အေးအေးတူတူဖြစ်နေခဲ့ပေမဲ့လည်းပေါင်းနေတဲ့ Ruby ကြောင့်ရုတ်တရက်ဒူးပွဲတွေဖြစ်ကုန်ပါတော့တယ်။အလကားနေရဲ့ Branch အမလေးနောက်ခေါထုတ်ခဲ့လိုက်ရပြီဘီဒီတဲ့ branch ကိုအခန်းထဲခေါ်သွားကရီလာမြောင်းပြီးနေမဟုတ်ပဲရီပါတွန်ချပြလိုက်ပါတယ် အဲဒီချိန်အင်ဒိုဆန်လီဘန့်ကတော့တစ်ခါတစ်ခါလောက်နမ်းပြီးရှေ့ဆက်မတွေ့နိုင်တာကြောင့်မဆွမ်းတဲ့ punch ကို PDJ နှုတ်ဆက်ပြီးထွက်ခွာသွားခဲ့ပါတော့တယ်။ punch ကတော့နမ်းစီလုံးနဲ့အပြိုကြီးပြိုနေခဲ့ပြီးအဖို့ဟနေစင်လာတော့စွန်နာကမှရန်ပစ်ထားတဲ့ကရုံးလပွေကကျူးစုနေကြရင် punch လည်းနေရတနေရရသွားခဲ့ပါတယ်။ကနေ့နောက်တော့ကတော့စလို့စားတဲ့ဆိုင်နဲ့ဝင်ပြီးတန်ရှင်းရေးပစ္စည်းတွေဝဲကရှိတုတ်ကြီးကိုပြပြရေးဝတ်ဆောင်ရဲပါတန်ရှင်းပေးနေခဲ့ပြီးကားကိုလည်းအတက်နိုင်ဆုံးစီးပေးနေခဲ့ကြပါရဲ့ နောက်ဆုံးမှာတော့အကုန်ပြီးစီးသွားခဲ့ပြီးကက်ဂျီနာကိုကတင်ပေါ်ပြစ်တင်ပြီးနှာခေါင်းသားလေးပင်မန်းလိုခုံပေါ်နေအိပ်ပျော်သွားခဲ့ပါရယ်ဂျပန်ကတနာကလေးရည်ရွယ်ရင်းကိုတရှောင်းဆောက်လို့ပြီးစီးပြီးအဆင်ပြေနေခဲ့ပါပြီ။ဒီလိုနဲ့ရိုမတစ်ဆန်တဲ့လေးဘာညာဖို့လုပ်ခဲ့ရှိချော်လဲပြီးအခုံးရိုးစစ်လွဲသွားခဲ့တော့မတန်နိုင်တဲ့အဆုံးအခန်းတော့ပြန်ပေးပြီး စော်လေးကိုပြန်လုပ်ပေးခဲ့လိုက်ရပါတယ်။အင်းရှင်အင်းလို့ဆန်လေး branch ကို report ကြီးကတော့နက်ဖြစ်ပေါ်ဝေးကိုကိနေမိတ်ဆက်ပေးနေခဲ့ပါတယ်။ရိုးရိုးမဟုတ်ပဲစော်လေးမို့တင်ဆောင်နေချိန်မှာပဲဘေးလီမြင်သွားခဲ့ပြီး ဘက်စလေအိထိုင်းကမှနေထိုင်းပြီးမိုင်းနေခဲ့ပါရယ်။နောက်ဆုံးမှာတော့ရဲရီလာမှပါတီကိုပိတ်သိမ်းခဲ့ရပြီးနောက်တစ်နေ့မနက်ကိုရောက်သွားခဲ့ပါရယ်။ဒီယုံကတော့နှာခေါင်းယိုကျုံနေတဲ့အလစ်ဆာနဲ့ပခုံးယိုကျူတဲ့ဒန်နာကိုတွေးပြီးအလစ်ဆာလည်းဒန်နာစီရင်ဖွင့်နေခဲ့ပါဗျ။ ။ဒီလိုနဲ့အင်တန်ရောက်တော့ဘတ်စတိုမောင်နှမကိုသူ့အမေကတရားချနေခဲ့ပါရယ်။အဲနောက်တော့အလစ်ဆာဟာသူ့မောင်လေးကိုမေဒီနဲ့ရှင်နေမေးပြီးမေလီကဒီဆောက်ကပြောလိုက်တာနဲ့ရနိုင်နေပြီဆိုပြီးသူ့မောင်လေးကိုထူးထူးဆန်းဆန်းကောင်းပြနေတော့ဘန့်လေးသူ့ဆန်နေပေမယ့်ခေါင်းထဲမှာတော့မေဒီကိုအားလုံးရှိမှရှစ်ခွင့်ပံမိုးတွေးတောလို့နေခဲ့ပါပြီ။ဒီလိုနဲ့ငနေနှကောင်းလေးကစ်သမ ्या အကြောင်းစုံကိုကက်တီနာကိုပြောပြလိုက်တော့ စောလေးတည်းရှက်ပြီးထွက်ပြေးသွားခဲ့ပါရယ်အိမ်နောက်မှာတော့အဒီဟာကျောင်းကိုလာတော့တူပထင်းနဲ့လာခဲ့ပါရယ်တူဒီဟာဖုံးစံအတိုင်းဘောကျော်ကြီးလုံနေတော့ငနေသားလေးလည်းမခံနိုင်တော့တဲ့အစိုးရင်းနေရှိတဲ့ညထုတ်ပြောက ကားပေါ်လာချီရီကျောင်းကိုလည်းကြောထက်ပြစ်လိုက်ကအနိုင်ယူပြီးကားပေါ်ကနေစင်းသွားခဲ့ပါရတယ်။ဒီလိုနဲ့ကျောင်းသားဆူယုံပွဲကိုရောက်လာခဲ့ကြပြီးငနေနှကောင်ကိုမြင်လာတဲ့ကတရီနာကြီးကသူတငယ်ချင်းလေးနေရာကိုခေါ်လိုက်တော့ငနေနှကောင်လည်းကတိနာနာကိုရောက်လာပြီးစီနီယာကြီးတွေကြားတဲ့အလန်းဆုံးစော်ကြီးနဲ့မိတ်ဆွေတွေဖြစ်ပြီးအစဉ်ပြေလို့နေခဲ့ပါရတယ်။ဒီလိုနဲ့ဗောလီပွဲအတွက်လိုအပ်တာတွေကိုကျောင်းသားတွေကိုမှကြားနေခဲ့ပြီးကြားဖြတ်နေတဲ့ဘန်ရဲတရှင်းစုပွဲလေးကိုစတင်ခဲ့လိုက်ပါရတယ်။ ဘန်ချာအားလုံးရှိရောလာခဲ့ပြီးဗီလီဒွတ်ဆိုပြီးတရှင်းလေးကိုစာဆိုခဲ့လိုက်ပါတယ်။ အလုံးကလည်းလက်ခုပ်တီးပြီးပေပွန်ရှင်ရှိနေခဲ့ကြပြီမယ်နောက်ဆုံးမှာဘတ်စ်လဲမီလီစီကိုတွားပြီးရှစ်သူဖြစ်ပေးနိုင်မလားဒူးထောက်ပြီးတွားတောင်းခံခဲ့လိုက်ပါရယ်ဒိုင်းမဲလည်းမစွမ်းနိုင်တဲ့ကိုမီလီကတော့အလုံးရှိမှနင်းပလိုက်တော့အလုံးဟာလည်းဝိုင်းနောက်နေခဲ့ကြပြီးနည်းနည်းလေးလည်းအချက်တကွင်းနဲ့ကြံခဲ့ပါရယ်သူတငယ်ချင်းလေးကလည်းအားပေးနေခဲ့ကြပြီးဇလန်လေးကလည်းအဆုံးတလို့တွားခဲ့ပါရယ်အဆုံးဒီနာဆင်ပေးကြရယ်ပရိသတ်တရားရှင်တွေကိုဂျေဇူးထူးဝဲတင်ရှိပါရယ်နော်အလုံးမဲရှင်လန်းရှမ်းမိကြပါစေ